ရွေးကောက်ပွဲမှာ USDP ဟာဥပဒေတွေအရအလေးတာနေတာမဟုတ်ပဲလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရသူတို့ဘက်ကအလေးတာသလိုဖြစ်နေတယ်လို့လီဆူမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလေးပါတီမှဥက္ကဋ္ဌဦးလီပေါ်ရဲ့ကစီအန်အန်သတင်းဌာနကိုပြောပါရယ်။မြန်မာပြည်အချင်းချင်းဒီလိုမျိုးမဖြစ်နိုင်ဘူးဆိုတော့ဒါခဏတော့မျိုးနေတယ်။ဒါကြောင့်အခုလိုရှိချင်နေရမှာမြန်မာပြည်အချင်းချင်းဒီလိုဖြစ်နေတဲ့အခါကျတော့ 十二月的九月就，好吃嘛？都是都是，匆匆忙忙，每天是吃点菜，尽量的吃嘛。不吃的人一般就比较好吃，嘛，肉美的，一般就四尽后的，然后这个，呃，这有好多好吃的，匆匆忙忙，尽量做的，呃，红烧鱼、红鱼、鸭 အဲ့လိုဖြစ်တဲ့ဆိုတော့ဒါဒီဒီချက်ခံရတဲ့ကတော့အလေးစားရတော့အလေးစားနေဆိုဆက်လာကြည့်လို့ရှိဒီပြည်နယ်ရရှိဒါကတော့ဖက်ရှိဘူးလို့မျိုးဖြစ်နေတယ်ရတော့ဆိုတော့ဒီကိစ္စကိုဒါတော့ဒီကြမ်းတော့ဟိုသူတို့ကလေးတောင်စီဆွဲထားတဲ့ဥပဒေတော့မဟုတ်ဘူး။အဲဒီလက်ရှိနိုင်ငံရေးအခြေအနေကတော့ဒီလိုဖြစ်နေတာလေ။အဲ့လိုဖြစ်သွားတာပါလေကျွန်တော်တို့ကလည်းဒီ 2025ခုနှစ်ဒီဇင်ဘာ28ရက်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတင်မှာ USDP ပါတီကကိုယ်စားလှယ်လောင်းနေမှအပတခြားပါတီကပြန်သူမဲ့ဖြစ်နေတာကြောင့်အဲ့ဒီပါတီကိုယ်စားလှယ်လောင်း28ဦးဟာမပြိုင်ခင်ကတည်းကအနိုင်ရနေတဲ့အခြေအနေဖြစ်နေတယ်လို့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ် USDP ပါတီဟာနိုင်ငံတဝန်းရှိမဲဆန္ဒနယ်တွေမှာကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီလည်းဖြစ်တာပါလက်ရှိမှာတက်အတွင်းကဆီနီယာဒုတိယဗိုလ်ချုပ်ကြီးတချို့တို့ဟာ USDP ရဲ့ကိုယ်စားလှယ်လောင်းနေအဖြစ်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် USDP အနေနဲ့သူတို့ပါတီတစ်ခုတည်းသာရရှိဖို့စဉ်းစားထားတာဖြစ်ပြီးပါတီအတွင်းလူဟောင်းနေနဲ့အသက်ဝင်ရောက်လာတဲ့တက်အတွင်းကစီနီယာဒုတိယဗိုလ်ချုပ်ကြီးတချို့တို့အကြားသဘောထားကွဲလွဲမှုတွေလည်းရှိလာနိုင်တယ်လို့တရုတ်မြန်မာရေလေလာသုံးသက်သူဒေါက်တာလှကျော်စိုးက CNN သတင်းဌာနကိုပြောပါတယ်သူဟာသူသူ့ဖဲသူချိုးပြီးသူ့ဟာသူလှုပ်ထားတာတဲ့ 什么奶奶的拉拉起在里头胡涂面，刚背出来的，新那个谁穿来的？对吧？这把这个江南路，我亏过没被男人骗的啦！别，俺老讲么？看看现在这条子来看路有没有啊？把那笔路路路就在这规嘛么？ အဲ့လိုလူမျိုးတောင်မှသူကမပေးနိုင်ဘူးလေသူ့ပါတီမှသူတူတည်းပဲရဖို့ပဲသူစဉ်းစားတာသူတို့အချင်းချင်းကြားမှာလေခင်ဗျာကြားဦးမယ်ခင်ဗျာမကြုံနားထောင်ကြည့် USCB မှာငကိုလူဟောင်းတွေနဲ့အခုစစ်ဘိုလ်လူတွေတွေရောက်လာတာနဲ့ခင်ဗျာကြားရအောင်ပါပါခင်ဗျာသူတို့ကဒီပြဿနာကိုထင်တာသူတို့ကထပ်ပေါက်လို့ထင်တယ်ကျမတော့မထင်ဘူးသူတို့ကပိုးတော့အနည်းရှိသေးတယ်အကွဲကွဲအပြည့်အဝတွေဖြစ်ကြအောင်ပါပါအဲ့ဒီရွေးကောက်ပွဲမှာရှင်ပြိုင်ဖို့ပါတီ58ခုမှတ်ပုံတင်ထားပေးမယ်လေ ် NLD တမမဟုတ်ယုံကြည်လက်ခံနိုင်လောက်တဲ့အတိုက်ခံပါတီတွေမပါဝင်တာကြောင့် USDP ဟာနေရအများစုကိုနိုင်မယ်လို့လည်းခန့်မှန်းထားကြတာပါ